Hello အားလုံးပဲမင်္ဂလာပါကိုပြေပါဒီနေ့ကတော့ယရနာဘုံတက္ကသိုလ်အနီးကအခြေရွာဆိုတဲ့ထံတော်မှာအမီးလေးတွေစားရင်ထန်းရည်လေးတတ်တော့ခဲ့ပါတယ် ဆန်လေးကထမ်းပင်ထမ်းလက်တွေရဲ့ကြားထဲကထမ်းလက်တွေထဲမှာထိုင်တောက်ရတာမို့အလွန်အေးချမ်းပြီးတော့သူ့ရဲ့အမိတွေကလည်းအရာရာရှိလာပါတယ်ဒါလေးကတော့ကျက်တောက်ဆန်အတွက်ပြင်ဆင်နေတာပဲဖြစ်ပါတယ်ကျက်တောက်ဆန်အတွက်ကျက်တကောင်လုံးကိုခုတ်ထစ်စေကြောတန်းဆင်ပြီးရဲ့အခါတက်တွန်ဖြူနေခြင်းနိုင်နိုင်နဲ့အခုလိုမျိုးရေခတ်ပပထည့်ပြီးချက်ပါတယ် အောင်းလောက်ကြမှာတော့ပင်စိမ်းလေးကိုအပေါ်ကခတ်ပြီးတော့အိုးပေါ်ကနေချလိုက်ပါတယ်ခင်ဗျာပင်စိမ်းနဲ့တင်းတင်းလေးမွေးနေတဲ့ဟော်ဒီချက်ကလာတာချက်လေးဟာဆိုရင်တောက်လို့အလွန်ပဲကောင်းပါတယ်ဒါလေးကတော့အပင်ပေါ်ကနေလက်လက်ဆက်ဆက်ခူပြီးတုပ်ပေးတယ်တည့်ရတီအရင်တုပ်လေးပဲဖြစ်ပါတယ် ကျန်ညွတ်ပေါ်ပါလေးနဲ့တုတ်ထားတဲ့ဟော်ဒီပဲချန်တုတ်လေးကလည်းထိုင်းရင်နဲ့ဆိုရင်မြည်ဖို့အတွက်လွန်မဲလိုက်ဖက်လာပါဗျ။ဒီဆိုင်ရောက်ရင်စားကိုစားရမယ်ထဲမှာ body စိတ်သားတုပ်လေးလည်းပါပါတယ်။သူကစိတ်သားကို မွားနေအောင်ထောင်းထားပြီးကြော်ပြီးတဲ့အခါအခုလိုမျိုးချက်တွန့်ဖြူငရုတ်တီနိုင်နိုင်နဲ့တံပရာတိထည့်ပြီးတော့ချင်းချင်းဆက်ဆက်လေးတုပ်ပေးထားတာမို့မိဖို့ရအရန်ကိုလိုက်ဖက်လာပါတယ်ဒါလေးကတော့ဆိုင်ရဲ့ signature ငန်းတံပြာပေါင်းလေးပဲဖြစ်ပါတယ် ဟောဒီ၅ပေါင်းလေးထဲမှာဆိုရင်ကျွန်တော်ရဲ့မူငဖဲမုံဦးအသားဓုတွေအပြင်ကျက်ဦးချောင်းလဲပါပါတယ်ပြီးတော့ရင်တော့ပဇွန်ရက်ပပလေးအုပ်ပြီးတော့ဒီချာလေးတကြနာနာချက်ထားပါတယ်ဒါလေးကတော့ချင်ဆက်ရတာအတွက်အနစ်ဆက်နေတာလေးပါ တဲထားတဲ့ငားလေးချက်သွားတဲ့အခါခုနကတော့ငါဆက်ထားတဲ့အနှစ်ထဲကိုအရည်လေးတွေထည့်ပြီးတော့တမအောင်မွေပြီးတဲ့အခါအိုးထဲမှာရှိတဲ့အစာပလာတွေအကုန်လုံးကိုပကန်းနဲ့ပြောင်းထည့်လိုက်ပါတယ်။ဒါဆိုရင်တော့ငါတံပေးရချင်းချင်းဆက်ဆက်မွေ့မွေ့လေးရပါပြီခင်ဗျာ။ ပဝင်ပစ္စည်းတွေများလာတဲ့အပြင်သူ့ရဲ့အရေကလည်းတစွန်းချင်းစီကရတာရှိလွန်လာတာမို့ဒီဆိုင်ရောက်ရင်ဟိုဒီကချင်းဆက်လေးကိုတောက်ခဲ့ဖို့မမေ့ပါနဲ့နော်ဒိုင်ဆောမနံမဲ့အညီနဲ့กินလာတဲ့ဟိုဒီငါလေးကဒီဆိုင်ရောက်ရင် စားဖို့အတွက် recommend ပေးပါတယ်။ ပြီးတော့ရင်တော့မပါမဖြစ်ဆက်လိုက်ဟော်ဒီထန်းရီချိုကားလေးကိုလည်းတောက်ခဲဖို့မမေ့ပါနဲ့နော်တမရာဒီနဲ့တင်းတင်းလေးမွေးနေတဲ့ဟော်ဒီစိတ်ထောင်းတုပ်လေးကလည်းအလိုမဲ့ရတာရှိလာပါတယ်။ကျွတ်ပြုံငရုတ်တီနိုင်နိုင်နဲ့ ချင်းချင်းဆက်ဆက်လေးတုတ်ထားတာမို့ခူတော်မျိုးအမီးလုတဲ့အခါကျရင် green ရင်ကြီးမှအတိအချပါပဲနော်ပြီးတော့ရင်တော့ယရနာပုံထမ်းတော်တွေပဲရောက်ဖြစ်တဲ့အခါကျရင်အခုလိုမျိုးအကျော်စုံလေးကလည်းမဆောင်မဖြစ်စားရမယ့်အထဲမှာပါပါတယ်။ချွတ်ရွနေတဲ့သူတို့ရဲ့အကျော်တွေကိုအဆက်ဟတ်တဲလာတဲ့အချင်းလေးနဲ့တွဲစားရတာကဘာနဲ့မှမလဲနိုင်ပါဘူးနော်။ စီလေကြီးလည်းချက်ထားတယ်ပင်စိမ့်နဲ့တင်နေတဲ့ဟော်ဒီချက်တကာလာရာချက်လေးကလည်းအလွန်မဲတောက်လို့ကောင်းပါတယ်သူရဲ့ချက်အသားလေးတွေဆိုရင် no eat နေပြီးတော့အတွင်းသားအထီကိုအရာရာဝင်တာမို့လို့အသားတော်စီတိုင်းမှာဝါလိုက်တိုင်းအရာရာရှိနေမှာအမှန်ပါ လက်လက်ဆက်ဆက်တုပ်ပေးထားတဲ့တည့်ဒီအရင်တုပ်လေးကိုစာရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပါရခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်